ားလုံးပဲမင်္ဂလာပါရောဂီဒီ channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့က9ဆယ်လ2025ပေါ့နော်အဲ့ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကစိတ်ဝင်စားဖို့ရန်ကောင်းပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီအခုပေါ့နော်2025စီးပညာတော့ကအတွက် Nobel ဆု Nobel ဆုပေးတယ်ပေါ့နော်အဲ့ Nobel ဆုကိုဂျပန်နဲ့အမေရိကန်သိပ္ပံပညာရှင်၃ဦးကရသွားတယ်ပေါ့နော်ရှီမွန်ဆာကာကူချီရဲ့ နောက် main bronco နဲ့နောက်တစ်ခါ fairrun stay ပေါ့နော်သူတို့၃ယောက်ကပူတဲ့ရရှိတယ်ပေါ့နော်အဲ့တော့အဲ့စုကရန်စိတ်ဝင်စားတယ်ပေါ့နော်သူတို့ရဲ့ဖော်ထုတ်နိုင်မှုကလည်းကျွန်တော်တို့အဲခန္ဓာကိုယ်မှာရှိနေတဲ့ဖြစ်စဉ်တွေပေါ့နော်ခန္ဓာကိုယ်မှာရှိနေတဲ့အံ့ဩစရာကောင်းတဲ့ဖြစ်စဉ်တွေကိုလည်းတွားတွေ့ရတယ်ပေါ့နော်အာတကယ်လဲဒါအခုကျွန်တော်ပြောမယ့်အကြောင်းအရာတွေကဘူဒ္ဓရာရစီရလည်းဖြစ်တယ်လို့ ိုယ်ခန္ဓာကိုယ်ရဲ့အကြောင်းကိုလည်းကိုပို့ပြီးတော့မှသိတယ်ပေါ့နော်။ဒါနဲ့ဆက်ဆက်ပြီးတော့မှအဲကျွန်တော်တို့တော်လန်ရင်းနဲ့ပတ်သက်တဲ့ logic တွေလည်းထွက်လာတယ်ပေါ့နော်။အားကြောင့်ကျွန်တော်ဒီအကြောင်းလေးကိုဥတည်ပြီးပြောပါပါ။အဲ့တော့သူတို့ကဘာကိုတွေးရှိခဲ့လဲဆိုတော့သူတို့၃ယောက်ကပေါ့နော်။ဒီရှီမွန်ဆာကာကူချီ၊နောက်မေရီဘရွန်၊နောက်ဖရက်ရန်စတေပေါ့နော်။သူတို့၃ယောက်ပေါ့။သူတို့၃ယောက်ကအဓိကတွေ့တာကခန္ဓာကိုယ်ရဲ့ခုခံစနစ်က ိုယ့်ရဲ့နော်ကိုကိုယ်ဆဲကိုကိုကိုပိုင်ဆဲပေါ့နော်ကိုဆဲကိုကိုဘာကြောင့်မတိုက်ခိုက်တာလဲဆိုရဲအခြေခံအဖြေကိုသူတို့တွေ့တာပေါ့နော်အဓိကတော့ကိုဆဲဆိုတာထက်อืมကိုခန္ဓာကိုယ်ထဲမှာဖြစ်ပေါ်လာတဲ့ကင်ဆာဆဲပေါ့နော်ကင်ဆာဆဲတွေအဓိကကင်ဆာဆဲတွေဘာလို့မတိုက်ခိုက်တာလဲဆိုရဲအဖြေကိုသူတို့တွေ့တာပေါ့နော်အဲ့တော့ဒီခုခံစနစ်ရဲ့ လုံကြုံရေးပေါ့ပြောရလို့ရှင်သူတို့တွေ့ရှိခဲ့တာဒီကုကံစနစ်ရဲ့လုံကြုံရေးအဆောက်တက်လို့ပြောမှာပေါ့နော်ကုကံစနစ်တွေကိုစောင့်နေတဲ့အဆောက်တက်လို့ပြောလို့ပြောလို့ရတဲ့ဒီ regulatory ထိစဲပေါ့နော်အဲ T-Rex လို့လည်းခေါ်တယ်အတူကောက်ကတော့ T-Rex ပေါ့နော်ဒီ regulatory ထိစဲတွေကိုသူတို့ကဘယ်လိုလုပ်လို့လဲဆိုတာတိတိချာချာတွေ့တာအဲ့တော့အဲ့ဒီစုသူတို့၃ယောက်ကိုပေးလိုက်တယ်ဆိုတာဟုတ် တွေ့တဲ့အခါမှာကျွန်တော်ဒီဆဲအကြောင်းတွေကိုကျွန်တော်နော်ဒီ T T dress ပေါ့နော်နော် T ဆဲအကြောင်းတွေကျွန်တော်လိုက်လေ့လာတယ်။အဲဘာကြောင့်သူတို့ကိုဒီ novel suit အထိပေးရတယ်လဲကျွန်တော်တို့ဒီဆေးလောကအတွက်ဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိတယ်လဲစိတ်ဝင်စားတော့လိုက်ဖတ်ကြည့်တာပေါ့လိုက်ဖတ်ကြည့်တော့ပိုပြီးစိတ်ဝင်စားကြတာကောင်းတာအဲဘိုင်မှာတက်ပြီးတော့တွေ့လိုက်တာကျွန်တော်တို့နိုင်ငံရဲ့တော်လိုင်းကြီးတည့်ရလုံးနဲ့ချိတ်ဆက်မိလိုက်တဲ့ခါကျတော့အာဟေးအဲ့လိုသွားတူနေပါလားပေါ့နော်တော်စိတ်ဝင်စားကြတာကောင်းပါတယ်နော်အဲ့တော့ပြောရလို့ရှင် ဒီကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာယောဂပိုးတွေကိုဖြတ်စည်းတဲ့ခေလာဒီဆဲပေါ့နော်အတိုက်ခိုက်ရေးဆဲတွေပေါ့တိုက်ခိုက်ဆဲတွေကအရန်အင်တန်အားကောင်းတယ်ကျွန်တော် PDF တူလို့ပေါ့နော်အဲ့တော့အရန်အားကောင်းတယ်ဒါပေမဲ့တစ်ခါတလေမှာ तू ကဘာဖြစ်တတ်လဲဆိုတော့စိတ်လွတ်ကိုလွတ်ဖြစ်ပြီးတော့မှအမ်ကင်မရာအချိန်တွေပေါ့နော်အဲ့လိုစိတ်လွတ်ကိုလွတ်ဖြစ်ပြီးတော့မှဟောကိုယ်ခန္ဓာကိုယ်ထဲမှာရှိတဲ့နှလုံးတို့ကြောက်ကတ်တို့ စသဖြင့်ပေါ့အရေးကြီးတဲ့အင်္ဂါတွေကသူကမှားယွင်းပြီးတော့မှတိုက်ခိုက်ဖို့အတွက်သူကတစ်ခါတည်းမှာစ조사တဲ့တယ်ဒါကလူတိုင်းဖြစ်တယ်ကျွန်တော်တို့ကသတိမထားဘူးလို့အဲ့တော့အဲ့လိုပြန်ပြီးတော့တိုက်ခိုက်ခံရတဲ့အခါမှာဖြစ်တဲ့လူတွေကြတော့ဘာယောဂဖြစ်လဲဆိုတော့ auto immune လို့ခေါ်တဲ့ယောဂတွေဖြစ်သွားတာအဲ့တော့အဲ့ခုနကျွန်တော်ဟိုအထက်မှာပြောခဲ့တယ်เนาะပညာရှင်တွေတွေ့ရှိကြတဲ့ဒီ T-red တွေကเนาะ T-red တွေကဘာလုပ်လဲဆိုတော့သူတို့ကအမြဲတမ်း ခန္ဓာကိုယ်ထဲမှာတဏှာထဲမှာရှိနေရမှာပေါ့သူကခန္ဓာကိုယ်ထဲမှာလှည့်ပတ်သွားလာပြီးတော့မှအဲ့ဒီခေလာ T ဆဲတွေပေါ့နော်ကျွန်တော်တို့ဒီဖိုက်တာကြီးတွေပေါ့ဗျာယောဂါတွေကိုနော်ဖြက်စီးပေးတဲ့ခေလာ T ဆဲတွေရဲ့ကိုယ်ခန္ဓာကိုယ်ကိုပြန်ပြီးတော့မှတိုက်ခိုက်နေတဲ့အရှိန်ကိုနှီးကွေးသွားအောင်လုပ်ပြီးတဲ့ break အဲ့ဒီအလုပ်ကိုသူကလုပ်တယ်ဒီ T rest တွေက T rest ဆဲပေါ့နော်ဒါတွေကသူကအဲ့ဒီ break up ပေးတဲ့အလုပ်ကိုလုပ်တယ်။အဲကောင်းကြီးကောင်းမလုပ်နဲ့မလုပ်နဲ့ဆိုတဲ့သဘောမျိုးပေါ့နော်။အဲအဲ့ဒါမျိုးပေါ့နော်။ အဲ့ဒီလောက်ကိုလောက်တာအဲ့ဒီလောက်ကိုလောက်ဖို့နှေးသွားတဲ့အခါမှာအဲ့ဒီလောက်ကိုသူဒီ T-Rex ဒီကောင်းကောင်းအလုံးမလုပ်တဲ့အခါမှာကျွန်တော်တို့က auto immune shock ကဖြစ်လာဒါပဲအဲ့တော့ဟိုဒီနေရာမှာဆက်ဆက်ပြီးလို့ပေါ့နော် auto immune ဆိုတာကအင်းပြောရလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ခုခံစနစ်ပေါ့နော် immune system ကအမှားရင်းဖြစ်သွားတာအမှားရင်းတစ်ခုခုဖြစ်သွားတာပေါ့နော်အဲ့လိုဖြစ်တဲ့ဟာမျိုးကို auto immune shock လို့ခေါ်တယ်ပုံမှန်အားဖြင့်ခုခံစနစ်ရဲ့ အဲအလုတ်ကကျွန်တော်တို့ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့ပြင်ပရန်သူတွေပြင်ပဥပမာကျွန်တော် virus တွေ bacteria တွေနောက်မှုတွေနော်နောက်ကင်ဆာဆဲတွေဓာတ်တွေကိုသူကဖျက်ဆီးရတယ်အဲ့လိုမျိုးဖျက်ဆီးရတဲ့အလုတ်ကိုသူကလှုပ်ရတာပေါ့နော်အဲ့တော့အဲ့ဒီကုကံစနစ်ကဘယ်ဟာကကိုယ်ပိုင်ဘယ်ဟာကရန်သူပေါ့နော်အဆပ်နဲ့နမ်းဆပ်ပေါ့နော်အဲ့ဒါကိုသူကအတိအကျသူကခွဲခြားသိတယ်သူရဲ့စနစ်ကဒါပေမဲ့ အဲ့ဒီ auto immune ရောဂါဖြစ်လာတဲ့အချိန်မှာအဲ့ဒီကုကံ symptom ကသူကကမောက်ကမောက်ဖြစ်သွားဖြစ်သွားပြီးတော့မှအဲသူကဒီကိုယ်ပိုင်ဆဲတွေကိုကိုကိုယ်ပိုင်ဆဲတွေပေါ့နော်ကိုယ်ပိုင် tissue တွေအဲဒါတွေကိုသူကပြင်ပရန်သူဆိုမှားယွင်းပြီးတော့မှတတ်မှတ်ပြီးတော့မှသူကတိုက်ခိုက်တာအဲ့မှာဘာတွေဖြစ်လဲဆိုတော့ကျွန်တော်ကိုရင်းအင်ကအဆင်အမြင့်တွေရောင်လာလို့တွေးကြောတွေဒါမှမဟုတ်အဲ့လိုမျိုးအရေးပြားဒီဓာတ်တွေကိုစပြီးတော့မှသူကတိုက်ခိုက်ခံရတယ်အဲ့လိုတိုက်ခိုက်မှုတွေကြောင့်ဘာဖြစ်လဲရောင်ရမ်းလာတယ်ဘာတွေဖြစ်လဲ ျက်စီးမှုတွေဖြစ်တဲ့စီးကျိုးတွေဖြစ်တယ်เนาะအဲဒီလိုမျိုးတွေဖြစ်တာပေါ့เนาะအဲဒီနေရာမှာကျွန်တော်တို့တက်ပြောမှာ auto ဆိုတာ greek ဘာသာစကားလာတာကိုပိုင်เนาะနောက်တစ်ခါ immune ဆိုတာခုခံအောင်ပြောတာเนาะအဲ့တော့ auto immune ဆိုတာကိုပိုင်အရာကိုခုခံအားကပြန်ပြီးတော့မှတိုက်ခိုက်တဲ့ယောဂါပေါ့ဗျာเนาะအဲ့လိုယောဂါပေါ့သူကတော့ auto immune ယောဂါယောဂါပေါင်း80ကျော်လောက်ရှိတယ်လို့သိရတယ်เนาะကျွန်တော်ဖတ်ထားတော့အဲ့တော့အားလုံးနားလည်အောင်ပြောရရင်တော့ the pancreas စီချိုเนาะနောက် pancreas insulin ကိုထုတ်တဲ့ဆဲတွေကိုတိုက်တာတွေပဲเนาะနောက်ပြီးတော့အဆင့်မြင့်ရောင်ရမ်းတာအဲအဲယောဂါတွေเนาะ thyroid level ကြီးပေါ့ဗျာဒီယောဂါတွေဖြစ်တယ်နောက် liver နာအရည်ပြား liver နာစသဖြင့်ပေါ့နောက်အာယုံကြောဆဲနဲ့ပတ်သက်တဲ့ဟာတွေပေါ့เนาะဒါတွေဖြစ်တယ် autoimmune ကဘာကြောင့်ဖြစ်တာလဲဆိုတော့ခုနကကျွန်တော်အပေါ်မှာပြောခဲ့ T-rest တွေ T-rest တွေဒီ defense လုပ်ပေးတဲ့ကာကွယ်ပေးတဲ့เนาะ break out ပေးတာပေါ့အဓိကတော့ break out ပေးတာ음 killer T cell တွေ မှားယွင်းပြီးတိုက်ခိုက်နေတဲ့ဟာကို break out ပေးတဲ့ T-rex တွေနေတဲ့အခါမှာအဲ့ auto immune ရောဂါတွေဖြစ်တယ်ပေါ့နော်အဲ့တော့တွေ့ရတော့လေ့လိုက်လေ့လိုက်နဲ့တွေ့တာပေါ့ဗျာနော်အဲ့တော့ဟုတ်ပြီကျွန်တော်တို့စိတ်လုတ်ကိုလို့ဖြစ်ပြီးတော့မှကိုကုတ်ကိုပြန်တိုက်ခိုက်နေတဲ့ဒီ killer T cell တွေကို break out ပေးနေတယ်ပေါ့နော်ဒီ T-rex တွေဟာကင်ဆာဆဲတွေနဲ့လှုပ်ဝက်ပူပေါင်းကြံစည်မှုရှိတယ်ဆိုတော့ဒီသိပ္ပံပညာရှင်တွေကသွားတွေ့တာအဲ့ဒါဘာလဲဆိုတော့ အဲပြောရရင်ဒီကင်ဆာယောဂမှာပေါ့နော်ဒီဒီဒီ T-rex တွေကိုအဲသူအတုံးချတာပေါ့မှန်ကဒီ T-rex တွေကအတုံးချခံဖြစ်တာကင်ဆာတွေကင်ဆာဆဲတွေက T-rex တွေကိုသူအတုံးချတာအဲ့တော့ဘယ်လိုပူပေါင်းကြံစီပြီးအတုံးချလဲဆိုတော့ကျွန်တော်တို့ဒီကုကံစနစ်မှာကအဓိကတိုက်ခိုက်ရေးသမားတွေကခုနကျွန်တော်ပြောတယ် K-la T ဆဲ K-la T ဆဲတွေပေါ့အဲသူတို့ရဲ့အလုပ်ကခန္ဓာကိုယ်ထဲမှာပုံမှန်မဟုတ်တဲ့ဆဲဥယောဂဝင်နေတဲ့ဆဲလို့ကင်ဆာဆဲလို့ဒါတွေကိုဖျက်ဆီးတယ်ဆိုတာကျွန်တော်ပြောခဲ့ပြီ ဒါပေမဲ့ဒီကင်ဆာဆဲတွေကအလွန်ထက်မြက်တယ်အရန်လဲလဲပြောရရင်တော့ဆဲကြီးလဲတယ်လို့ပြောလာပြောလို့ရတာပေါ့ဗျာကျွန်တော်တို့လူဆိုလူကြီးလဲတယ်ပေါ့နော်အဲ့တော့ဒီဆဲကသူကဆဲကြီးလဲတယ်လို့ပြောလို့ရတယ်အဲ့လိုဆဲမျိုးပေါ့နော်အဲ့တော့သူကဘာလုပ်လဲဆိုတော့သူဆဲကြီးလဲတဲ့အခါကျတော့သူတို့ထာဝရရှင်သန်ကြီးထွားဖို့သူကလိုအပ်တယ်အဲ့သူကသူကတိဆောက်ရတယ်အဲဒီကင်ဆာဆဲကြီးကအဲ့တော့သူကသူတိဆောက်ဖို့ဟာ သူယေရှုအသက်ရှင်နိုင်ဖို့ဆိုရင်သူ့ကိုတိုက်ခိုက်နေတဲ့ခေလာဆဲတွေအဲ့ခေလာဆဲတွေကိုကာကွယ်နိုင်ဖို့သူလိုအပ်တယ်အဲ့ဒါကြောင့်ဒီကင်ဆာဆဲတွေကဒီခေလာဆဲတွေအဲကာကွယ်ဖို့သူ့ကိုတိုက်ခိုက်ဖို့ကနေကသူကရှောင်ရှားဖို့ပေါ့နော်သူကနီလန်းရှာဖို့ရတယ်အဲ့လိုမျိုးပေါ့နော်အဲ့တော့အဲ့ဒီနီလန်းတွေကသူကဘာသွားတွေ့ရလဲဆိုတော့ဒီကျွန်တော်အပေါ်မှာပြောခဲ့တဲ့ T-Rex T-Rex ဆိုတာက brake out တဲ့ကောင်နော် brake out တဲ့ကောင် ခေလာဆဲတွေကမှားယွင်းပြီးတော့မှခန္ဓာကိုယ်ထဲမှာတိုက်ခိုက်နေတဲ့အချိန်မှာ तू ကလိုက်ပြီးတော့မှဗရိတ်အုပ်ပြီးတဲ့ကောအဲ့ဒီ T-rest တွေကိုဒီကင်ဆာဆဲတွေကနော်အချူပါပေါ့အဖုအကျိတ်ပေါ့နော်ဒီအဖုအကျိတ်တွေထဲကို तू ကဒီ T-rest တွေအများကြီး तू ကရောက်လာအောင်လို့ तू ကဘာလုပ်လဲဆိုတော့ဓာတုပစ္စည်းတစ်ခုပေါ့နော်ဓာတုပစ္စည်း तू က signal အချက်လက်လွှတ်ပေးလိုက်တာပေါ့လွှတ်ပေးလိုက်ပြီးတော့မှအဲ့ T-rest တွေကို तू ကဟိုပေါ့မာယာနဲ့ဆွဲဆောင်ခေါ်ယူလိုက်တာပေါ့နော် သူတို့ရှိကိုခေါ်ယူလိုက်အဲ့အလုံးအဖုအကျိတ်အဲ့အဲ့ထဲကိုခေါ်ယူလိုက်ခေါ်ယူလိုက်တဲ့အချိန်မှာဒီကင်ဆာအဖုအကျိတ်ဒီပါဝင်ခြင်းမှာ T-rash တွေကအများကြီးဖြစ်တော့အများကြီးဖြစ်သွားတဲ့အချိန်မှာအဲ့ဒီနေရာပြောရလို့ရှင်ရန်သူလာတိုက်ခိုက်တဲ့တုံ့ပြန်မှုညော့နေတဲ့ဇုံဖြစ်သွားတော့ဥမာနေပြီးတော့လို့ပေါ့ဗျာနော်အဲသဘောအရမ်းအဲ့တော့ဒီခုခံမှုအင်အားပေါ့နော်တုံ့ပြန်မှုပေါ့ဟိုရန်သူလာတိုက်မဲ့နေရာကို short ချထားတဲ့နေရာပေါ့လွတ်လပ်လပ် ရှင်သန်ကြီးထွားလို့ရတဲ့နေရာပေါ့နော်အဲ့လိုစုံမျိုးသူကဖြစ်သွားဖြစ်သွားတဲ့ခါကျတော့ဒီ T-Rex တွေကအဲ့နေရာမှာရှိနေတဲ့ခါကျဒီ Kela ဆဲတွေလာတိုက်တဲ့အချိန်အဲ့ကောင်ကြီးမလုံနဲ့မလုံနဲ့မလုံနဲ့သူက break out ပေးတယ် break out ပေးနေတဲ့ခါကျတော့ဟိုကောင်ကဟိုကင်ဆာဆဲကသူကအာကြီးထွားနေတိုင်းသူကကြီးထွားနေတာအဲ့မှာဖြစ်ချင်တာတော့သူဖြစ်နေတာအဲ့တော့ဒီ Kela T-Rex တွေကို T-Rex တွေကတားတာတော့တားတာတဲ့ခါကျတော့အာဟိုအပျော်ပျော်ကြီးကြီးထွားနေတော့ဒါပဲ အဲ့တော့ဘာလဲဆိုတော့ဒီကင်ဆာဆဲတွေကဒီ T-Rex ဆိုတဲ့ပြောရရင်တဘာဝကိုရံတော်တွေပေါ့ဗျာเนาะတဘာဝကိုရံတော်တွေကနေပြီးတော့မှဒီကေလာဆဲတွေရဲ့တိုက်ခိုက်မှုကနေလွတ်သွားပြီးတော့မှကြီးထွားပြီးတော့နောက်ဆုံးကျွန်တော်တို့အသက်တည်ဆုံးသွားတဲ့အထိเนาะကင်ဆာအမြင့်တွေအသက်တည်ဆုံးသွားတဲ့အထိဖြစ်သွားရတော့ဗျာအဲ့ဒီအရာကိုတွတ်တွေ့တာဒီသိပ္ပံပညာရှင်၃ယောက်ကဒါမဲ့တွေ့တာအစင်းစင်းတွေ့တာပါနောက်ဆုံးတွေ့တာကတော့ အဲ့ဒါတော့ကျွန်တော်ပြောရင်ရှေ့မှာရှေ့မှာဆိုလို့မပြောတော့ဘူးเนาะနောက်ဆုံးတွေ့တာကတော့ကျွန်တော်တို့အဲဂျပန်ကเนาะရှီမိုဆာကာဂူချီသူကနောက်ဆုံးတွေ့တာအာမေရီဘရွန်မေရီဘရွန်ကိုနဲ့အဲဖရက်ရန်စတေဖရက်ရန်စတေเนาะအဲသူတို့ကအရင်တွေ့ထားတာသူတို့တွေ့ထားတာကသူကပုံစံတစ်မျိုးအဲ့ရနေစင်ကယ်ပြီးတော့မှတွေ့ရှိမှုကအခုနောက်ဆုံးဒီအခြေအနေထိတွေ့လာတာပေါ့เนาะအဲဂျပန်ပညာရှင်ကတွေ့လိုက်သူအရင်တော့ဟိုဟာနဲ့ကြွက်နေလာမလို့စမ်းကြတယ် ဲ့တော့ကျွန်တော်တို့ကအခုဒါတော့တွေ့တာပေါ့ကင်ဆာဆဲတွေကအဲဘာကြောင့်တတ်မနိုင်ပဲနဲ့ကြီးထွားနေတာလဲနောက်ပြီးတော့ဒီအခေလာတီဆဲတွေကရောဘာဖြစ်လို့ကင်ဆာဆဲတွေကိုမတိုက်တာလဲဆိုတဲ့အဖြေကိုဒီဂရီ2015မှာသိပ္ပံပညာရှင်တွေတွေ့တွေ့တယ်အဲ့တော့ကုသနည်းတွေသူတို့ follow ရတယ်ပြောရတယ်ကုသနည်းတွေသူဒါလုပ်နေပြီအဲ့လုပ်နေပြီအများကြီးပေါ့ဗျာလုပ်တဲ့နေရာမှာလဲဒါနီလန်ပေါင်းစုံလုပ်ကြတယ်ပေါ့နော်အဲ့မှာကျွန်တော်ဒါနဲ့ဆက်ဆက်ပြီးတော့မှာ တော်လိုင်းရင်းနဲ့ပတ်သက်ပြီး logic တွေသွားတွေ့ရတယ်ပေါ့နော်။ຫນွေဥတော်လိုင်းရင်းနဲ့ပတ်သက်ပြီးဒီခုခံစနစ်နဲ့ချိတ်ဆက်ပြီးတော့မှတွေးမိတာလေးပေါ့နော်။အဲ့တော့ ਪਰ မတ်တစ်ခုကပါလဲဆိုတော့ဒီကင်ဆာတွေကိုကင်ဆာဆိုမင်းအောင်နိုင်ပေါ့ဗျာနော်။အဲ့တော့ဟုတ်ပြီ။တော်လိုင်းရှူတော့ငါကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့တိုက်ပွဲဝင်နေတဲ့ PDF မဟာမိတ်တွေနောက်ပြီးတော့အဲတိုင်းနာတဲ့နှက်ကန်ဖွဲ့တွေအဲ့တော့ကျွန်တော်တို့ကအေးအေးလက်ဖုတ်တီးပြီးတော့အားပေးနေရုံနဲ့ကျွန်တော်တို့မပြရဘူး အဲ့တို့တို့စစ်တစ်စင်နေရုံနဲ့တို့မရအဓိကကြတဲ့အရာကဘာလဲဆိုတော့လက်ရှိအာနာရှင်စနစ်ကိုကာကွယ်ပေးနိုင်တဲ့ကျွန်တော်တို့လက်ရှိတော်နိုင်ရေးကိုထိန်းချုပ်နေတဲ့ T-Rex တွေကဘာကောင်းနေလဲဆိုတာကျွန်တော်တို့အရင်ဆုံးလေ့လာဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ဒီကီလာတီဆဲတွေဆိုတာကဓာတ်ရိုက်တိုက်ပွဲဝင်နေတဲ့ PDF တွေနောက်ပြီးတော့မဟာမိတ်တိုင်းသားအဖွဲ့တွေအရှင်ဟုန်ပြင်းပြင်းနဲ့တာဆက်အာနာရှင်ကိုတိုက်ခိုက်နေတဲ့ပြည်သူအင်အားစုကြီးတစ်ခုဖြစ်တယ်အဲ့တော့ ဒီအင်အားစုကပြောလို့ရှိရင်အာနာရှင်ကို လုံးဝဒီကင်ဆာဆဲတွေကိုလုံးဝဖျက်ဆီးဖို့အဖြစ်သူကတာဝန်ယူထားတာပေါ့နော်ကင်ဆာဆဲတွေကိုဒါဖျက်ဆီးပြင်လို့ဒါပေမဲ့အဲ့ကင်ဆာဆဲတွေကိုဖျက်ဆီးဖို့ရှေ့မှာကကာနေတာအဲ့ D-West တွေအာနာရှင်စနစ်ဆိုတဲ့ဒီကင်ဆာကိုအသက်ဆက်ရှင်ခွင့်ပေးထားတာအဲ့ D-West တွေပဲအဲ့ကျွန်တော်တို့တိုက်ပွဲဝင်အင်အားတွေကို break out နေတာအဲ့ D-West တွေပဲအဲ့ D-West တွေကဘယ်သူတွေလဲဆိုတော့လက်ရှိ အချမ်းဖတ်စစ်တပ်ရဲ့အုပ်ချုပ်ရေးယန္တရားတွေအလှော်ရတယ်။နောက်တစ်ခါကကျွန်တော်တို့တော်လှန်ရေးကိုမပူပေါင်းဘဲနဲ့ဂျားနေတဲ့အဖွဲ့အစည်းဂျားနေအဖွဲ့အစည်းတွေနော်။တော်လှန်ရေးကိုလည်းမပူပေါင်းမင်းအွန်လိုင်းဘက်ကလည်းမဟုတ်အဲ့ဒါလည်း TRS တွေပဲနော်။နောက်တစ်ခါကသူတို့ရဲ့တော်လှန်ရေးဘက်ကအားပေးနေတဲ့ဥမာမဘာသာတွေ၊ကြံ့ခိုင်ရေးတွေစသဖြင့်ပေါ့။ဒါတွေကလည်း TRS တွေပဲနော်။နောက်တစ်ခုကျွန်တော်တို့စိုးရင်စရာကောင်းတဲ့တစ်ချက်ကကျွန်တော်တို့အာနာရှင်ကို เนาะစန့်ကျင်နေတဲ့သူတွေအခြားဂျားထဲမှာပဲပေါ့เนาะကျောင်းကတော်လန်ရေးကိုအမြင်မတူမှုကနေပို့ပေါ့ဗျာတော်လန်ရေးကိုဖြူခွဲတဲ့ပုံစံမျိုးအထိရောက်နေတဲ့သူတွေရှိတယ်အများကြီးပဲအဲ့ဒါဘာလဲဆိုတော့ NUG အသုံးကျနေလို့ကျွန်တော်ပြောတော့ NUG အသုံးမကျမကျဒါပေမဲ့ NUG အသုံးမကျမှုကိုထိုးခွဲရင် NUG အသုံးမကျမှုကိုဖိနှင်းရင်တော်လန်ရေးပြိုပြတ်သွားတဲ့အထိလုံနေတဲ့အမြင်မတူမှုတွေရှိနေ ကျွန်တော်တော်လိုင်းကြီးမှာဒါကလည်း T-Rex တွေပဲဒါပေမဲ့အရေးကြီးဆုံးကဘာလဲဆိုတော့ကျွန်တော်အမြင်ရပါတော့အခုကျွန်တော်အထက်မှာပြောသွားတဲ့အားတွေကအရင်ရင်မကြည့်ဘူးဒါပေမဲ့သူကလည်းအာနာရှင်ကိုကာဝယ်ကာဝယ်ပေးနေတဲ့เนาะကျွန်တော်တို့အဲ killer cell တွေကိုထိ ंछ ုပ်ပေးနေတဲ့ T-Rex တွေဖြစ်တယ်ဒါပေမဲ့အရေးကြီးဆုံးကဘာလဲဆိုတော့ leader leader ကအာနာရှင်ရဲ့အရေးကြီးဆုံးအကြီးမားဆုံးသူက T-Rex ပဲအဲ့မြေပြင်မှာကျွန်တော်တို့တပ်ဖွဲ့တွေဘယ်လောက်ပဲအောင်မြင်မှုရပါစေဘယ်လောက်ပဲတိုက်နေပါစေ အဲ့တော့လေးတက်ရဲ့ဒီဘုံကျဲတန်နေပေါ့နော်ဘုံကျဲမှုတန်နေပြက်ခတ်မှုတန်နေဒါတွေကဘာလဲဆိုရင်ကျွန်တော်တို့အောင်ပွဲရရှိမှုနှောင့်နှေးစေတယ်တကယ်တမ်းခင်ဗျလေးတက်မရှိရင်ကြောက်ဟိုကြောက်ကြီးကျွန်တော်တို့ရတာကြားပြီပမော်ရတာကြားပြီကြားပြီကြားခဲ့ပြီအဲ့တော့လေးတက်ကကျွန်တော်တို့ရဲ့ထိုးစစ်အရှင်တိုက်ပွဲအရှင်ကိုထိမ့်ချုပ်တယ်တော်လန်ရေးတွေကိုကန့်တတ်နေတဲ့အတိတ်က brace နဲ့ t-rest ဆိုတာတွတ်တွေ့ရတယ်ဒါကျွန်တော်ခဏခဏပြောပါရတယ်နော် ော့ကျွန်တော်တို့ကဒီ T-Rex တွေကိုဖယ်ရှားရေးလုပ်ရမယ်။ဘာကြီးလုပ်မလဲကျွန်တော်တို့လေတပ်လေရင်တွေရဟရင်တွေတော့ဒါတွေလေပတ်ဖို့နော်လောင်စာစီပေါ့ဗျာ။လိုအပ်တဲ့အရာတော့နှစ်ခုရှိတယ်လောင်စာစီရှိတယ်။နော်လင်းစီမရှိရင်ဘာမှပြန်တန်းလို့မရဘူးလောင်စာစီ။အဲ့ဒီလောင်စာစီကျွန်တော်တို့ရအောင်ပြတ်တော့ဖို့လိုတယ်။ပြောတော့ပြောနေကြတာပဲလှုပ်တော့လှုပ်နေကြတာပဲလောင်စာစီကပြတ်တော့သွားတယ်ဆိုတာတော့မရှိဘူးပေါ့နော်။ နောက်တစ်ခါလေးချောင်းနေဘူရောင်နေစိတ်ကန်းနေဒါတွေကိုစစ်စင်ရေးတတိယရောပိတ်ဆို့တိုက်ခိုက်တာလှုပ်ဖို့လိုအပ်တယ်ပေါ့နော်။နောက်တစ်ဖြည်းဖြည်းတော့အလုပ်တော့လုပ်ပါပါ။အဲ့တော့အဓိကနောက်ထပ်တစ်ချက်ကပါလဲဆိုတော့လင်းမောင်းမဲ့ကောင်မရှိလို့ရှင်လင်းမောင်းတဲ့ကောင်ကမြန်မာနိုင်ငံမှာလက်ချိုးကြီးလို့ရတယ်။လက်ချိုးကြီးလို့ရတယ်။အဲ့ဒီကောင်นี่အဲ့ဒီကောင်นี่ကိုရွေးချယ်ပြီးတော့မှကျွန်တော်ကချီးမွမ်းရေးလုပ်ရတယ်။ အဲ့ဒီအတွက်ကိုကျွန်တော်ခဏခဏပြောတယ်ဗီဒီယိုတွေတော်တော်များများမှလည်းပြောတယ်စုဖွဲ့ပြီးတော့မှသင်တန်းတေချာပေးပြီးတော့မှသူတို့ကလုံးဝဗျာပြောရရင်ကိုကိုကိုလုံးဝတမ်းကြည့်ပြီးပြီငါအသေးပဲလုံးဝတွတ်ထားတဲ့တကယ်သူရဲ့ကောင်းနေတကယ်ဖိုက်တာတွေအဲ့လိုလက်ရွေးစင်တွေပဲရွေးပြီးတော့မှသင်တန်းကောင်းကောင်းပေးပြီးတော့မှအဲ့လေရင်မှုတွေယူပဲရွေးချယ်ပြီးချိန်မုန်းနေချိန်မုန်းတုတ်တယ်နဲ့ဖန်ရှားရေးအစီအစဉ် အဲ့ဒီ device တွေကိုဖယ်ရှားရမယ်အဲ့ဒါလုပ်ဖို့လိုတယ်အဲ့ဒါလုပ်လို့ရှိရင်ကျွန်တော်တို့ကဒီ cancer cell တွေကိုတိုက်ဖျက်ဖို့အတွက် killer cell တွေကကောင်းကောင်းပြင်းလို့ရတယ်ကောင်းဘာမှလုပ်လို့မရဘူးအခုလေးရင်ပဲเนาะနောက် တစ်ခုဒုတိယအရေးကြီးဆုံးကဘာလဲကျွန်တော်တို့ cell နဲ့ပစ္စည်းထုတ်လုပ်တဲ့ capsule ဆက်ရုံလေဘုံတွေထုတ်တယ်အဲ့မှာလေဘုံတွေထုတ်တယ်လေပျက်စီးရင်ပြုပြင်တာတော့ဘာလို့လုပ်တယ်တာကာဆာเนาะ1တို့တာကာဆာ2တို့အဲ့အရာကြီးလုပ်တယ်နောက်လက်နက်ခဲကနေထုတ်တယ် ။အော်ကပ္ပစားဆက်ယုံနေလို့အဓိကမိကုန်နေရကပ္ပစားဆက်ယုံ။တချို့တွေလည်းတို့တွေပြောင်းရွှေ့ပြီးတော့မှထားထားတယ်ဆိုရင်ကျွန်တော်တို့သတင်းတွေရသိရတယ်ပြင်ဦးလွင်တို့ဘာလို့ရောက်နေပို့နော်။အော်ဒါမဲ့ဘလို့ပဲဖြစ်ဖြစ်ဒီဆက်ယုံနေတော့ကျွန်တော်တို့ကတာဂက်ဖြစ်ထား။ဒါကဘာလဲဆိုတော့ T-Rex ရဲ့စွမ်းဆောင်ရည်ကိုကျွန်တော်တို့ဖြတ်တောက်တာပဲ။ဒီ၃ခုကအရေးကြီးဆုံး။ကျန်တဲ့ကျွန်တော်တို့မပါတာတို့အုတ်ချိုရန်နေရတို့ဘာတို့ညာတို့ဆိုတာကအဲတိတ်တိပြဿနာမရှိဘူးအဲ့ဒါကတဖြည်းဖြည်းနဲ့ကိုနိုင်သွားရင်တိတ်ပြဿနာမရှိဘူးဒါပေမဲ့ဒါတွေကိုလည်းကျွန်တော်တို့က အလုံးနိုင်တော့တော့လုပ်ဖို့လိုအပ်တာပေါ့နော်နောက်တစ်ခုသွားစဉ်းစားမိတာကဘာလဲဆိုတော့ဒီ T-Rex တွေကသူပြင်ပရန်သူမဟုတ်ဘူးကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာပဲသူကကိုယ်ပိုင်ဆဲတွေပဲအဲ့ဒါကြောင့်သူတို့ကိုကျွန်တော်တို့ကဖျက်ဆီးဖို့နည်းနည်းခက်ခဲတယ်ဆိုတော့သတိထားရအောင်အဲ့မဲ့လေတက်ကကောင်းနေရတယ် T-Rex တွေပဲကျွန်တော်တို့ကိုယ်ပိုင်ဆဲတွေပဲ ဒါကြောင့်ဖြတ်စည်းဖို့ကတော့ခက်တော့ခက်ခဲတယ်။ဒါပေမဲ့မလုပ်လို့တော့မရဘူး။ဖြတ်တော့ဖြတ်စည်းရနော်။အဲ့တော့နောက်ထပ်နောက်ထပ်တခြားအဖွဲ့အစည်းတွေရှိတယ်။မပါတာလို့အဖွဲ့အစည်းတွေ၊ကြန့်ခိုင်ရေးလို့အဖွဲ့အစည်းတွေ၊ကြားနေအဖွဲ့အစည်းတွေ။နော်အာနာအာနာရှင်ကိုထောက်ခံနေတဲ့သူတွေပေါ့ဗျာ။နော်ကြားနေပေါ့နော်။ဒါတွေကလည်းကျွန်တော်တို့မြန်မာလူအဖွဲ့အစည်းကကိုပိုင်လူသားတွေပဲလေ။အဲ့တော့အဲ့ဒီလူတွေကိုကျွန်တော်တို့ကရန်သူအဖြစ်တိုက်ခိုက်တာထက်သူတို့ကို အာဘယ်လိုပြောရမလဲ break out ထားတဲ့စိတ်အခြေအနေပေါ့နော်အဲ့ဒီအခြေအနေကနေကျွန်တော်တို့လွတ်မြောက်လာဖို့လိုတယ်သူတို့သူတို့က break out ခံထားတာနော်အဲ့ဒီအခြေအနေကနေလွတ်မြောက်လာဖို့လိုအဲ့တော့ဘာလဲဆိုတော့အာမင်းအောင်နိုင်အုပ်ချုပ်တဲ့နေရာမှာရှိနေတဲ့သူတွေတို့မပြောလို့ဘူးဥပမာကျွန်တော်တို့ထိန်းချုပ်နေနေတွေမှာစစ်တပ်ထောက်ခံသူတွေလည်းရှိနေနိုင်တယ်ဂျားနေတွေလည်းရှိနေနိုင်တယ်အဲ့တော့သူတို့ကိုကျွန်တော်တို့ကရှာရခတ်တယ်ဒါကြောင့်ကျွန်တော်တို့ဟာ ိုယ့်ရဲ့လုံရက်နဲ့အုပ်ချုပ်မှုပုံစံကသူတို့ရဲ့စိတ်အခြေအနေကိုပြောင်းလဲသွားအောင်လုပ်ပေးနိုင်ဖို့လိုတယ်တချို့ဆိုကျွန်တော်ကြားရတယ်ဂျာနီကောင်းလေ I'm too old กว่า you know PDF တွေလည်းမင်းတို့ online နေလဲတိုင်းရလက်နက်ကန်တွေလည်းစက်တက်နေအတူတူပါပဲဆိုတာမျိုးတွေတချို့ပြောနေတာတွေကြားရတယ်ပေါ့နော်နောက်တစ်ခုကပါလဲဆိုတော့စက်တက်တွင်မှာစက်တက်တွင်ကနေကျွန်တော်တို့ဗတ်ပြောင်းခုလုံးမှုပေါ့နော်ဒါတွေကတော့ကောင်းကောင်းကိုလုပ်နေတာတွေ့ရတယ်ဗတ်ပြောင်းခုလုံးမှုတော့ဒါ special ကိုကင်တွယ်ဖြည့်ရှင်းပေးနေတာတွေ့ရတယ် တခုပဲအခုကျွန်တော်တို့ကဒီဒီ login နဲ့ပတ်သက်ပြီးတော့ဗောနော် ကိုယ့်ရဲ့ထိန်းချုပ်နယ်မြေမှာအုတ်ချုပ်ရေးရန်နေရာကိုပြည်သူလူထုနဲ့တသားတည်းကြအောင်မတိဆောက်နိုင်သေးတာတစ်ချက်တော့တွားတွေ့ရတယ်အတကယ်တော့ပြည်သူလူထုနဲ့တသားတည်းကြအောင်တိစောက်နိုင်လို့ရှင်ခုနပြောတယ်လူတွေကခေလာတိဆဲတွေဖြစ်လာနိုင်တယ်ဒါတခုပေါ့နော် နောက်တစ်ခုကဘာလဲဆိုတော့နောက်ထပ်နံပါတ်3ပေါ့နော် logic 3လို့ပြောမလားအဲ့တော့ဟန်ချက်ညီမှုကကျွန်တော်တို့ တော်လိုင်းရဲ့အောင်ပွဲရဲ့တော့ချက်ပဲအဲလိုပဲကျမ်းပါတဲ့ခန္ဓာကိုယ်ကဒီကီလာတီဆဲတွေနော်ကီလာတီဆဲတွေကတော့အရှိန်ကြီးမြင့်နေနော်ပြင်ပရောဂါတွေဒီကင်ဆာဆဲတွေတိုက်ထုတ်စသဖြင့်ပေါ့ဗျာအဲကီလာတီဆဲတွေနဲ့တီရက်တွေကြားမှာသူကဟန်ချက်ညီလို့လို့အဲလိုဟန်ချက်ညီနေမှာခန္ဓာကိုယ်ကကျမ်းပါတာကျမ်းပါတဲ့ခန္ဓာကိုယ်ဖြစ်နေတာဟန်ချက်မညီညံသူကကျမ်းပါတဲ့ခန္ဓာကိုယ်မဖြစ်တော့အဲလိုပဲကျွန်တော်တို့က ော်လန်ကြီးကလည်းပြင်းထန်တဲ့เนาะကီလာဆဲတွေနဲ့တွားနေအစီအရှိန်ပြင်းမှုတွေတွားနေတဲ့အချိန်မှာနိုင်ငံကြီးကထိန်းချုပ်မှု break ပေါ့เนาะနိုင်ငံကြီးကထိန်းချုပ်မှုနိုင်ငံကြီးကသဘောတူညီမှုဒါတွေကဒီနှစ်ခုကြားမှာစီရေးနဲ့နိုင်ငံကြီးကြားမှာဟန်ချက်ညီဖို့လိုအပ်တယ်။အော်တစ်ဖက်ကနေပြီးတော့ကျွန်တော်တို့ပြင်းထန်စီရေးတွေနဲ့ဖိအားပေးနေမယ်။နောက်တစ်ဖက်ကလည်းနိုင်ငံကြီးမူပေါင်းတွေတရားမျှတမှုဆိုင်ရာတည်ဆောက်မှုတွေပြည်သူဝင်ဆောင်မှုတွေဒါကိုခိုင်ခိုင်မာမာကျွန်တော်တို့လှုံ့ဆော်ဖို့လိုအပ်တယ်။ဒါမှကျွန်တော်တို့ကစနစ်တဲ့အတွက် တူနဲ့တူချားမှာတည်ငြိမ်တဲ့ယုံကြည်မှုကိုတိစောက်ပေးနိုင်မှာအဲ့ဒါမှကျွန်တော်တို့ကဒေါ်လန်ရဲ့အရှိန်ကိုထိန်းထားနိုင်မှာအထက်ကယုံကြည်မှုပဲအရေးကြီးဆုံးကယုံကြည်မှုအဲ့ယုံကြည်မှုကပါလဲဆိုတော့ခုနကကေလာဆန်နဲ့ဒီဒီရက်ဂျာမှာကျွန်တော်တို့ကထိန်းညှိထားတဲ့ဟန်ချမ်းညီမှုကိုပြောတာအဲ့တော့ဒီတွေ့ရှိမှုကဒီဒေါ်လန်ရင်းကြီးကိုဒီနိုင်ငံကြီးကိုကုခန္ဓာကုန်နဲ့အမ်မြင်ကြည့်လိုက်တဲ့အချိန်မှာဒါလေးတွေသွားတွေ့ရတာပေါ့ဗျာနော်အဲ့တော့ဒီဟာက ကျွန်တော်တို့စီးပညာလောကအတွက် implement တန်ဖိုးမဖြတ်နိုင်တဲ့တွေ့ရှိမှုတစ်ခုဖြစ်တယ်။အော်ဒီလိုပဲကျွန်တော်တို့ဒိုင်းပြည်မှာလည်းเนาะဟိုပြောရလို့ရှင်အာနာရှင်စနစ်ကိုကာကွယ်ပေးနေတဲ့အာနာရှင်စနစ်လို့ပြောခေါ်သောပေါ့เนาะဒီကင်ဆာဆဲတွေကိုကာကွယ်ပေးနိုင်တဲ့ T-Rex ဒါလေတပ်နဲ့ထောက်ပံ့ရန်ရရတွေကိုကျွန်တော်တို့အဲတိတိယောက်ယောက်ပြစ်မှတ်ထားပြီးတော့မှဖြူခွဲဖို့အရေးကြီးတယ်ဆိုတော့ဒါ logic တစ်ခုပေါ့เนาะဒါကိုတော့တွေ့ရတာပေါ့เนาะအဲ့တော့ကျွန်တော်တို့ T-Rex တွေကို အောင်မြင်တိုက်ထုတ်နိုင်မှသာလျှင်ကျွန်တော်တို့ရဲ့ကီလာတီဆဲတွေကဘာအတားအဆီးမှမရှိဘဲနဲ့အာနာရှင်စနစ်ကိုအပြည့်သက်တော်လှန်နိုင်မဲ့အအရှိန်အပြည့်အဝရရှိသွားနိုင်တဲ့အခြေအနေမျိုးကိုပိုင်ဆိုင်လာလိုက်ပါမယ်။အဲ့တော့ဒါတွေကိုအဓိကကြတဲ့ခေါင်းဆောင်တွေအနေနဲ့ဘယ်လိုဆက်လုပ်မလဲဆိုတော့ခေါင်းဆောင်တွေရဲ့အဖြေပုံမှာပဲမှုတည်ပါတယ်နော်။အဲဒီနေရာမှာကျွန်တော်တို့တခုပြောရရင်လို့ရှိရင်တော့အရခတ်တက်တော်အနေနဲ့ကျွန်တော်တခု အဲတိထားတာရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ရှေ့လာမယ့်အလားအလာအတွက်ကောင်းမွန်တဲ့အစီအမံတွေရှိနေတယ်ဆိုတဲ့အကြောင်းကိုဒီနေရာမှာဝန်တာစရာပေါ့နော်အဲကျွန်တော်တို့မာမေးတက်ဖို့တွေအတွက်ကောတော်လိုင်းရေးအတွက်ကောနော်အလားအလာကောင်းနေရှိတယ်ဆိုတဲ့ဟာကိုသတင်းစကားပါကျင်ပါတယ်မူဝါဒတွေအရန်ကောင်းပါတယ်နော်အဲ့ဒါဒါလေးကိုသတင်းစကားပါတာပေါ့နော်ဒါတွေဆိုတာတော့ကျွန်တော်ပြောလို့မရလို့ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တင်ဆက်မှာတော့ဒီနေ့ဒီလောက်ပါပဲအားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ